ယခုနှစ်ကုန်ပိုင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုစံချန်အုပ်စုဝင်၅မှတ်စံဖြူတန်ချိန်93,500ကိုတင်ပို့သွားမယ်လို့မြန်မာနိုင်ငံစံစဘာတင်ကြော MRF ကနေသိရပါတယ်။ MRF နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြားချုပ်ဆိုခဲ့တဲ့စာချုပ်အရဘင်္ဂလားဒေ့ရှ်နိုင်ငံတူလောင်ယုံတဲ့အရောက် CIFC စံဖြူတံတန်းကိုအမေရိကန်ဒေါ်လာ386.5နဲ့ရောင်းချဖို့သဘောတူထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စံစဘာစီကြီးမြင့်မှုကိုလျှော့ချဖို့ကြိုးပမ်းမှုရဲ့တစိတ်တပိုင်းအနေနဲ့မြန်မာနိုင်ငံကနေစံဝယ်ယူဖို့ဆုံးဖြတ်ထားတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့မြန်မာနဲ့စံတေသူမှုဆိုင်ရာနားလည်မှုစာချုပ်လာကိုလက်မှတ်ရေးထိုးထားပြီးသဘောတူညီချက်တွေက2029ခုနှစ်အထိတည်တန်းရှိတယ်လို့ဘင်္ဂလားဒေ့ရှ်စာနယ်ဇင်းကဝန်ကြီးဌာနကနေသိရပါတယ်။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြားဆံရောင်းဝယ်မှုဆိုင်ရာသဘောတူညီချက် MOU အရမြန်မာကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလက်ရှိမှာ၃ချိန်အထိစံတင်ဖို့ရောင်းချထားပြီးဖြစ်ပါတယ်။ ယခုနှစ်မှာတင်ပို့ခွင့်ရမယ့်ဝေစုအတွက်ကုမ္ပဏီပေါင်း30ခုကနေနိုဝင်ဘာလနောက်ဆုံးပတ်နဲ့ဒီဇင်ဘာလပထမပတ်မှာရန်ကုန်စင်ကန်းကနေတင်ပို့နှစီနဲ့စံတန်ချိန်4500ပတ်တင်စင်ကန်းကနေတန်ချိန်8500တင်ပို့သွားမယ်လို့သိရပါတယ်မြန်မာနိုင်ငံစံစဘာတင်ကြုံအနေနဲ့ယခုဖန်တာနှစ်မှာစံတန်ချိန်3တန်တင်ပို့နိုင်ဖို့ရည်မှန်းထားပြီး2025ခုနှစ်ဧပြီလမှအောက်တိုဘာလကုန်အထိစံတန်ချိန်1.5တန်ကျော်တင်ပို့ထားကာပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ499တန်ရရှိထားကြောင်းပါခင်ဗျာ